အားလုံးပဲမင်္ဂလာပါခင်ဗျာလန်ဒစီ channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ဖတ်ပြပေးမှာတော့စာရေးဆရာ Motion IMT ရဲ့ Fly Language အပိုင်းခုံဖြစ်ပါတယ်ဆက်လက်နားတော်တာဆင်ကြပါခင်ဗျာ Fly Language ကန်တစင်စီကရင်ဆရာ ဂျူလီယာသူတော်စင်ရမန်ပြောပြတဲ့ပုံမြင်တွေကတင်ဂေတာ၃မျိုးကိုကျွန်တော်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ဥယင်တင်ဂေတာကလည်းဒီစင်မိမိစိတ်ထဲကိုဘာတွေအဝင်ခံနေလဲဆိုတာကယူဆိုင်ဖို့လိုကြောင်းသိရှိခဲ့ရပြီးပြပြတဲ့တင်ဂေတာကဒီစင်ဘဝမှာတိကျပြတ်သားတဲ့ရည်မှန်းချက်ရှိဖို့လိုကြောင်းသိရှိခဲ့ရပါတယ်။တတိယမြောက်စုမွန်နဗန်းသမားတင်ဂေတာကဒီစင် ကိုင်ဇန်နဲ့မိမိကိုယ်ကိုဥဆောင်နိုင်စေရဲ့အရေးပါပုံတွေကိုသိရှိခဲ့ရပါတယ်။ကျန်တာတွေကိုဆက်လက်ပြောပြဖို့ဂျူလီယန်ကစကားဆလာပါတယ်။စုမုန်နဗန္ဓမကြီးဟာဘာမှမဝတ်ထားပေမဲ့အောက်ပိုင်းမှာတော့တခုခုနဲ့ပတ်ထားတယ်။ဘာနဲ့ပတ်ထားလဲမင်းမှတ်မိလား။သူ့ရဲ့အောက်ပိုင်းကိုပန်းရောင်ဝါယာကျိုးကြီးနဲ့ပတ်ထားတာမဟုတ်လား။မှန်တယ်။အဲ့ဒီဝါယာကျိုးက မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့စီကံရဲ့စွမ်းအားကိုဖော်ပြနေတာပဲဖြစ်တယ်။စိတ်ချမ်းသာကိုကြမ်းမာတဲ့ဘဝတစ်ခုတည်ဆောက်ရမှာမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့စီကံဟာအရန်ကိုအရေးကြီးတယ်။သူတော်စင်ကြီးတွေဟာမတွေ့ဘူးသမျှလူတွေထဲမှာအကျမ်းမာဆုံးအယောင်အယဲဆုံးလူတွေဖြစ်ကြတယ်။ဒါ့အပြင်သူတို့ဟာစီကံအရှိဆုံးလည်းဖြစ်ကြတယ်။သူတို့ရဲ့ကိုယ်ပိုင်စီကံတွေနဲ့နေထိုင်ရတယ်။ကိုယ်ပိုင်စီကံနဲ့နေထိုင်ခြင်းနဲ့ ်မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းဟာဝါကျိုးတွေနဲ့တူတယ်လို့သူတို့ကပြောဘူးလေဝါကျိုးတွေကိုအနီးကပ်သေးချကြည့်ဘူးလားတခါမှတော့သေချာမကြည့်ဘူးဂျူလီယံဒီတကာခွင့်ရေးကြုံတဲ့အခါကြည့်ကြည့်ပါဝါကျိုးကြီးတစ်ချောင်းမှာတင်းငယ်တဲ့အမြင်မောင်းများစွာပါဝင်နေတယ်ဝါကျိုးအမြင်လေးတွေဟာတစ်ချောင်းချင်းဆိုရင်ခိုင်မာမှုရှိမှာမဟုတ်ပေမဲ့ ူတို့အားလုံးကိုကြည်လစ်စွာစူးစိလိုက်တဲ့အခါမှာတော့အယံခိုင်မာလာတယ်။မိမိကိုယ်ကိုထိန်းချုပ်ခြင်းနဲ့စိတ်ရစွာဟာဝါယာကျိုးရဲ့ဖြစ်ရနဲ့အလတ်တထံတူတယ်။တမဏိလိုမှာကြောတဲ့စိတ်တစ်ခုပိုင်ဆိုင်မှုဆိုတာအတိအွဲ့အရာလေးတွေကိုတည်တည်ကြာကြာမပြက်မကွက်လှုပ်ဆောင်ရင်းနဲ့စတင်ရတယ်။တရဇင်းကြီးတွေရဲ့နီလိုင်းတွေကိုနည်းနည်းစီလေးတိုင်းလေးကြည့်ရင်ကိုယ့်ကိုယ်ကိုပုံမထင်းချုပ်လာနိုင်လိမ့်မယ်။ အာဖရိကစကားပေါင်းလေးတစ်ခုရှိတယ်။ပင်ကူအိမ်တွေပေါင်းစည်းတဲ့အခါချင်းသေးတကောင်ကိုတောင်းဖမ်းချုပ်နိုင်မှရှိတယ်တဲ့။မင်းရဲ့စိတ်ဆန္ဒကိုပုံမတန်မအောင်စူးစမ်းနိုင်တဲ့အခါမင်းဘဝမှာလည်းထူးခြားမှုတွေတွေ့လာရလိမ့်မယ်။မင်းရဲ့စိတ်ဆန္ဒကြီးမားလာတဲ့အခါမင်းတို့ကြီးလွန်းတဲ့အခက်ခဲဆိုတာရှိတော့မှာမဟုတ်ဘူး။မပြေရှင်းနိုင်တဲ့ပြဿနာဆိုတာလည်းရှိတော့မှာမဟုတ်ဘူး။မင်းရဲ့စိတ်ဆန္ဒဟာ လောကရန်တရားကိုရင်ဆိုင်တဲ့အခါအကောင်းဆုံးကူညီပေးနိုင်မယ်။စိတ်ဆန်းဟာမင်းလုံးမယ်လို့စိတ်ကူးထားတဲ့အရာတွေကိုတကယ်လုံးဖြစ်အောင်ကူညီပေးတယ်။မိုးရွာရွာနေပူပူနှင်းကြကြလက်ခင်ကားနိုင်ထပြီးတော့တရားထိုင်တာစိတ်ဆန်းပဲကြောင်။အသိဉာဏ်နဲ့တဲ့လူတစ်ယောက်ကမင်းကိုစောကားမောကားပြောတဲ့အခါသူနဲ့ပြန်ပြီးရမဖြစ်ဖို့ထိန်းချုပ်တာလေစိတ်ဆန်းပဲကြောင်။ခဲခဲရများပြီးတော့ အများကမဖြစ်နိုင်ဘူးပြောနေတဲ့အချိန်မှာမင်းရဲ့စကူအိမ်မက်တွေရှိတဲ့အရက်ကိုရဲရဲဝံ့ချီတက်ရတာဟာလဲမင်းရဲ့ဆွမ်းအားပဲစိတ်ဆွမ်းအားကအဲ့ဒီလောက်တောင်အရေးကြီးတာလားအရေးကြီးတာပေါ့တကယ်ချင်းဟာစိတ်ချမ်းသာကိုကျမ်းမာပြီးဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်တန်းနေသူတိုင်းမှာစိတ်ဆွမ်းအားရှိတယ်ဂျူလီယာဟာစကားပြောနေရင်းနဲ့သူ့ရဲ့ဝိယုံရှိအစာကြီးအောက်ကို နိုင်ပြီးတော့ ငွေရောင်လော့ကက်သီးလေးတွေကို ထုတ်လိုက်ပါတယ်အဆိုပါငွေရောင်လော့ကက်သီးလေးအကြောင်းကိုတော့ဂျူလီယန်ကဆက်ရှင်းပြပါတယ်ဘာဒူရိုဇင်ကြီးတွေစီကမပြောင်းခင်နောက်ဆုံးညမှာဒီလက်ဆောင်လေးကိုရခဲ့တယ်အဲ့ဒီညဟာဘာဘွားရဲ့အကောင်းဆုံးညတွေကတစ်ခုဖြစ်ပြီးဝမ်းနေခဲ့ရဆုံးညတွေကတညာလေးဖြစ်ခဲ့တယ်သူတော်စင်ကြီးတွေစီကနေမထွက်ခွာခြင်းငယ်ဘူး အဲ့ဒီနေရာဟာငါအတွက်တော့ oasis တစ်ခုလိုပါပဲသူတော်စင်ကြီးတွေအားလုံးကိုလည်းဆွေမျိုးရင်းချတွေလိုငါခင်တွင်နေခဲ့တယ်အဲ့ဒီကနေပြန်လာတဲ့နေ့ကငါရဲ့နှလုံးသားအစိတ်ပိုင်းတစ်ခုကြာကြံခဲ့တယ်လို့ခံစားခဲ့ရတယ်ဒီလောကဒီလေးထဲမှာရေးထားတဲ့ဇာကုမင်းကိုငါဖတ်ပြမယ်ဤဇာတာတွေကိုဘယ်တော့မှမမေ့နဲ့ကြောင် ဒီစကားတွေဟာငါ့ရဲ့အခက်အခဲဆုံးအချိန်တွေမှာငါ့ကိုကူညီခဲ့တဲ့စကားတွေဖြစ်တယ်။မင်းအခက်အခဲကြုံတဲ့အခါမှာလည်းဒီစကားတွေကအကူအညီပေးနိုင်လိမ့်မယ်လို့ငါယုံကြည်တယ်။စီကန်းရှိခြင်းမှတဆင့်စိတ်အေးချမ်းမှုရရှိပြီးရဲရင်တဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်။စိတ်ဆန္ဒရှိခြင်းမှတဆင့်ဘဝရဲ့အမြင့်ဆုံးအခိုက်အတန့်ကိုရောက်ရှိပြီးပျော်ရွှင်ချမ်းသာစွာနေထိုင်လာလာလိမ့်နေထိုင်လာနိုင်လိမ့်မယ်။ စိတ်ကမ်းရှိခြင်းနဲ့စိတ်ဆွဲအားမရှိရင်တော့တန်လိုက်အိမ်မြောင်မရှိတဲ့ရွယ်လွင့်သူတယောက်လိုဖြစ်သွားပြီးတစ်ချိန်ကျရင်တင်းမောနဲ့အတူပင်လယ်ထဲမှာနင်းမြုပ်သွားလိမ့်မယ်တဲ့။ဘာစိတ်ကမ်းရှိအောင်ကိုယ့်ကိုယ်ကိုထိန်းချုပ်တတ်အောင်ဘယ်လိုလုပ်ရမလဲ။စိတ်ကမ်းရှိအောင်လုပ်တာကငါသားသူရဲ့ကြွတားတွေကြည့်အောင်ဂျင်မာတော့ကစားသလိုမျိုးဖြည်းဖြည်းချင်းလှုပ်ယူလို့ရလားရတာပေါ့အရန်ကောင်းတဲ့ဥပမာပေါ့ စိတ်ဆန္ဒတွေကောင်းပြီးတော့ကိုယ်ပိုင်စီကန်းနဲ့နေရတဲ့သူတယောက်ဖြစ်ချင်ရင်အဲ့ဒီလိုဖြစ်ဖြစ်ချင်းလေ့ကျင့်ယူရလိမ့်မယ်။မင်းဟာမင်းကိုယ်မင်းထိန်းချုပ်နိုင်ပြီးမင်းရဲ့ကိုယ်ပိုင်စီကန်းနဲ့နေလာနိုင်ပြီဆိုရင်မင်းလိုချင်တဲ့အရာတွေကိုရယူဖို့လွယ်ကူလာလိမ့်မယ်။ဥပမာမာရသွန်ပြိုင်ပွဲတစ်ခုဝင်ပြိုင်မယ်ဆိုပါစို့အဲ့ဒီပြိုင်ပွဲအတွက်မင်းလေ့ကျင့်ရမယ်။အဲဒီမင်းဟာစိတ်အလွင့်လွယ်သူဖြစ်ပြီးတော့ကိုယ်ပိုင်စီကံမရှိဘူးဆိုရင် မင်းလေ့ကျင့်ပြမှာမဟုတ်ဘူးပိုတက်တာတဲ့အရာတွေကိုပဲလုပ်ဖြစ်နေလိမ့်မယ်တီဗီကြည့်ခြင်းကြည့်နေလိမ့်မယ်အဲ့ဒီလိုမှမဟုတ်ပဲမင်းကိုမင်းထင်ကျုံနိုင်ပြီးကိုပိုင်စီကန်းရှိတယ်ဆိုရင်မင်းတေချာပေါက်လေ့ကျင့်လိမ့်မယ်ဘယ်အချိန်မှလေ့ကျင့်ပြီးဘယ်အချိန်မှနားမယ်ဆိုတဲ့စီကန်းတွေလည်းမင်းဘာသာချမှတ်ထားလိမ့်မယ်အဲ့ဒီစီကန်းတွေကိုလည်းမင်းလေးစားလိမ့်မယ်လေ့ကျင့်တဲ့အတွက်ပြိုင်ပွဲမှာလည်းရက်လက်ကောင်းလိမ့်မယ် အဲ့ဒါစိတ်ဆွဲအားပဲစိတ်ကမင်းကိုစည်းကမ်းရှိစေတယ်လေးကျင်စေတယ်မင်းကိုထိန်းချုပ်ပေးတယ်ဒါပေမဲ့အဲ့ဒီစိတ်ဆွဲအားကိုအတုံးပြုနိုင်မှုဆိုတာဖြည်းဖြည်းချင်းလေးကျင်ယူရတယ်မိမိကိုယ်ကိုထိန်းချုပ်နိုင်အောင်လေးကျင်ခြင်းနဲ့စည်းကမ်းရှိအောင်နေခြင်းဟာမင်းကိုလွတ်လပ်မှုလဲပို့ပြီးပေးစွမ်းနိုင်တယ်မင်းပြောတာကိုငါသိနားမလဲဘူးဒီလိုကွာ လူတွေကသူတို့ကိုသူတို့လွတ်လပ်တယ်လို့ထင်ကြတယ်သူတို့လှုပ်ချင်တာကိုသူတို့လုံနိုင်တယ်လို့ထင်ကြတယ်ဒါပေမဲ့တကယ်တော့သူတို့တွေမလွတ်လပ်ကြဘူးလူအများစုကသူတို့စိတ်ဆန္ဒရဲ့ကြီးကျွန်တွေဖြစ်နေကြတယ်သူတို့ဟာဒီရင်နဲ့အတူမျောနေတဲ့တိုက်အမိုက်တွေလို့ဖြစ်လာတယ်ရေးစည်းတဲ့ဘက်ကိုလိုက်နေကြတယ်ဥပမာလူတွေကသူ့ရဲ့မိသားစုကိုအချိန်ပေးနေတယ်ဆိုပါစို့အဲ့ဒီအချိန်မှာ အလုတ်ကနေအရေးကြီးကိစ္စလေးတစ်ခုရှိတယ်ဆိုတာနဲ့အလုတ်ကိုတန်းသွားတော့တာပဲ။ဘာဆိုလိုချင်တာကတချို့လူတွေဟာသူတို့ဘဝနဲ့ဘာကဘို့အရေးကြီးလဲဆိုတာလေးလေးနက်နက်မစဉ်းစားကြတော့ဘူး။ယုတ်ရရဲ့အရေးကြီးတယ်လို့ထင်လိုက်တဲ့ကိစ္စနောက်ကိုပဲလိုက်ကြတော့တယ်။ဒီနေ့သူတို့တန်းမိုးထားတဲ့အရာတွေဆုံးရှုံးသွားတော့မှအချိန်မပေးမိလိုက်လေချင်းလို့နောင်တရကြတယ်။အဲ့လူတွေဟာတကယ်တော့လွတ်လပ်ခြင်းရဲ့အရာဒါကိုအပြည့်အဝမခံစားရသူတွေဖြစ်တယ်။ သူတို့ရဲ့စိတ်ကိုစီကန်းနဲ့မထင်သိမ်းခဲ့တော့စိတ်ရဲ့ဇီယာတွေအကုန်လိုက်လုံနေမိခဲ့တယ်။အပူဒီပင်းကိစ္စတဲ့အရေးကြီးတဲ့ကိစ္စကိုဦးစားပေးနိုင်တဲ့လွတ်လပ်ခွင့်သူတို့မှမရှိကြဘူး။ဂျူလီယန်ပြောနေတဲ့ဇာတ်တွေဟာငင်းလို့မရတဲ့ဇာတ်တွေဖြစ်နေပါတယ်။တကယ်တော့ကျွန်တော်ဘဝမှာညှိတွားစရာတွေတိတ်မရှိပါဘူး။ကျွန်တော်မှမိသားစုလေးတစ်ခုရှိတယ်။အိမ်ကောင်းကောင်းလေးတစ်လုံးရှိတယ်။ ကျွန်တော်ရဲ့အလုပ်ကလည်းဝင်ငွေကောင်းတယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာအပြည့်အဝလွတ်လပ်ခြင်းကိုမခံစားမိသေးပါဘူးကျွန်တော်ကအမြဲတမ်းအမှုတပြင်းကိစ္စတွေကိုပဲလိုက်ဖြေရှင်းနေရသူပါတကယ်နဲ့အလုပ်နဲ့လက်မလဲအောင်ဖြစ်နေတတ်ပါတယ်ကျွန်တော်ရဲ့ဇနီးချင်းတွေကိုအချိန်ပေးတာလည်းအရင်နေပါတယ်တကယ်တော့မိသားစုအတွက်အချိန်ပေးခြင်းဟာအရေးကြီးမှန်းကျွန်တော်သိပါတယ်ဒါပေမဲ့အရေးကြီးတဲ့အရာတွေတက်အမှုတပြင်းဖြစ်တဲ့အလုပ်ကိစ္စတွေနောက်ပဲလိုက်နေမိခဲ့ပါတယ် စိတ်ဆွမ်းအားရှိအောင်ကြိုးစားတာဟာငါ့ကိုပိုပြီးလွတ်လပ်စေမှာလားဂျူလီယံလွတ်လပ်ခြင်းဆိုတာတိုက်အိမ်တစ်လုံးလိုပဲကျွန်းအုတ်တချက်ချင်းစီတိဆောက်ရတာဖြစ်တယ်ပထမဆုံးမင်းအသုံးပြုရမယ့်အုတ်ချက်ကစိတ်ဆွမ်းအားဖြစ်တယ်စိတ်ဆွမ်းအားဆိုတာမင်းကိုရှင်းအောင်ပြောပြရရင်အရေးကြီးတာကိုလုံရဲတဲ့စိတ်ကိုပြောတာပါအဲ့ဒီစိတ်ဆွမ်းအားရှိလာရင်မင်းမှရှိတဲ့ဘဝကိုလက်ခံနေရတဲ့အခြေအနေတွေ မင်းလိုချင်တဲ့ဘဝကိုဖန်တီးလို့ရတဲ့အခြေအနေရောက်သွားလိမ့်မယ်။မင်းကဥပမာတစ်ခုပြောပြမယ်။မင်းဘဝမှာချက်မှတ်ထားတဲ့ရည်မှန်းချက်တစ်ခုကမနေ့တိုင်း6နာရီထပြီးအပြေးလေ့ကျင့်ခန်းလုပ်ဖို့ဆိုပါစို့။အခုချိန်ဟာစောင့်ရသည်ဆိုပါစို့။မင်းရဲ့နှိုးစက်ဟာမနေ့ကမှအိမ်မောကြနေတဲ့မင်းကိုနှိုးလိမ့်မယ်။မင်းရဲ့ပထမဆုံးဆန္ဒကဘာဖြစ်မလဲ။မင်းရဲ့ပထမဆုံးဆန္ဒကနှိုးစက်ကိုခိတ္တရဲ့ဆိုင်စနုလုပ်ဖို့ဖြစ်လိမ့်မယ်။ ပြီးတော့ခဏပြန်အိမ်မယ်မနေ့ပြန်မှထပ်ပြီးပြည်လဲရတာပါပဲလေလို့တွေးလိမ့်မယ်အဲ့ဒီလိုဖြစ်တာရဲ့အနေငယ်ကြတဲ့အခါမင်းစိတ်ထဲမှာမနေ့ကင်းစိုးစိုးထားဖို့ဆိုတာမဖြစ်နိုင်ပါဘူးလေလို့စပြီးတွေးလာလိမ့်မယ်မနေ့ကင်းထပ်ပြီးမယ်ဆိုတော့မင်းရဲ့စိတ်ကူဟာလက်တွေ့မကြဘူးလို့မင်းတွေးလာလိမ့်မယ်မင်းငါအကြောင်းသိလာကြီးလားကဲအခုနောက်တစ်မျိုးတွေးကြည့်အောင်မနေ့ကင်းနှုတ်ဆက်နေလာတဲ့အချိန်မှာ မင်းဟာအဲ့ရတဲ့မှာဆက်အိတ်ဖို့ကိုတွေးလိုက်တယ်။ဒါပေမဲ့အဲ့ဒီတွေကိုမင်းကတခြားတွေးတစ်ခုနဲ့ပြန်လည်တိုက်ထုတ်လိုက်တယ်။မင်းသားကြမ်းမကြီးကောင်းပြီးကြည်ကောင်းတဲ့ခန္ဓာကိုအချိုးစားပိုင်ဆိုင်ရင်ဘယ်လိုနေမလဲဆိုတာကိုမင်းမြင်အောင်ကြည့်တယ်။မင်းရဲ့ခန္ဓာကိုအချိုးစားကိုမင်းရဲ့အလုတ်ကလူတွေကချီးကျူးတဲ့အတန်တွေကိုမင်းခံစားပြီးကြားရအောင်ကြည့်တယ်။မနေ့ကထပြေးခြင်းကနေရလာမဲ့အချိုးကျစုတွေအားလုံးကိုမင်းမြင်အောင်ကြည့်တယ်။ခံစားကြည့်တယ်။ အဲ့ဒါဟာစဉ်းစားကိုမင်းမွေးမြူနေတာပဲဖြစ်တယ်။မင်းရဲ့စိတ်အားတန်မာလာတာနဲ့အမျှမင်းလုံးချင်နေတဲ့အရာကိုလုံးဖြစ်လာလိမ့်မယ်။မနဲ့ခင်ပြီးဖို့စဉ်းစားထိုင်ရင်တကယ်ပြည့်ပြည့်လိမ့်မယ်။အမင်းပြောသလိုပဲစဉ်းစားတယ်ထားပါတော့ဒါပေမဲ့ဆက်ပြီးအိတ်ချင်နေသေးရင်ရောပထမရက်တွေကတော့နည်းနည်းခက်ခဲလိမ့်မယ်ကျော်။မင်းရဲ့အကျဉ်းဟောင်းစီပဲပြန်သွားချင်နေလိမ့်မယ်။ဒါပေမဲ့ဆက်ပြီးတိုက်ပွဲဝင်မှုလိုတယ်။မင်းသာဆက်ပြီးတိုက်ပွဲဝင်မယ်ဆိုရင်မင်းစီမှာ နေပေါင်းများစွာနေထိုင်ခဲ့ကြတဲ့အကျဉ်းစိုးတွေဟာဝင်းစီကနေထွက်ခွာသွားမှာဒီကြပါပဲ။အခုနကပြောခဲ့သလိုမင်းရဲ့အတွေ့အကြုံပြောင်းလဲပြစ်ဖို့လိုတယ်။မနေ့ကင်းထပြပြရင်ဘာတွေဖြစ်လာမလဲဆိုတာကိုမင်းရဲ့စိတ်ထဲမှာရှုပ်လုံးပေါ်နေအောင်စဉ်းစားနေဖို့လိုတယ်။အတွေ့ဆိုတာမင်းရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတယ်။ကောင်းတဲ့အတွေ့ကိုတွေးဖို့လွယ်သလိုမကောင်းတဲ့အတွေ့ကိုတွေးဖို့လည်းလွယ်တယ်။ ဒါဆိုဘာလို့လူအများစုကမကောင်းတဲ့သတင်းအချက်အလက်တွေပုံမှာပဲအာရုံစိုက်နေကြတာလဲအကြောင်းရင်းကတော့သူတို့ဟာသူတို့ကိုသူတို့မထိန်ချုပ်တတ်ကြတဲ့အပြင်သူတို့မှာစိတ်ကမ်းရှိတဲ့အတွေ့အမျိုးမရှိလို့ပါစိတ်ကမ်းရှိအောင်တွေးတယ်ဆိုတာမိမိအတွေ့ကိုရောက်ချင်အောင်ရောက်မတော့အောင်ထိန်ချုပ်တာကိုဆိုလိုတယ်အတွေ့တွေကိုစိတ်ကမ်းရှိပဲလွတ်တိုင်းရင်အဲ့ဒီလူဟာစိတ်ရှင်းရရပုံများတယ်ငါတိတဲ့လူတော်တော်များများဟာ တို့ရဲ့အတွေ့တွေကို စီးနဲ့ကန်းနဲ့မထားရကြဘူးအတွေ့ဆိုတာဒီအတိုင်းဖြစ်လာတာပါပဲလေဆိုပြီးလွတ်ထားကြတယ်တို့မသိတဲ့အချက်ကအတွေ့ကိုလူကမထင်းချုပ်နိုင်ရင်အတွေ့ကလူကိုထင်းချုပ်သွားတယ်ဆိုတာပါပဲကောင်းတဲ့အတွေ့တွေကိုတွေးပြီးတော့မကောင်းတဲ့အတွေ့တွေကိုစိတ်ထဲကမောင်းထုတ်တတ်သွားရင်မကောင်းတဲ့အတွေ့တွေပျောက်ကွယ်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုလုပ်ဖို့ဆိုတာစိတ်ဆွမ်းအားလိုတယ်စိတ်ဆွမ်းအားဆိုတာဖြည်းဖြည်းချင်းလေ့ကျင့်ယူရတယ် မင်းရဲ့အတွေ့ကိုထိန်းချုပ်နိုင်ရင်မင်းရဲ့စိတ်ကိုထိန်းချုပ်နိုင်တာပဲမင်းရဲ့စိတ်ကိုထိန်းချုပ်နိုင်ရင်မင်းရဲ့ဘဝကိုလည်းထိန်းချုပ်နိုင်ပြီမင်းရဲ့ဘဝကိုထိန်းချုပ်နိုင်ရင်မင်းရဲ့ကံကြမ္မာကိုလည်းထိန်းချုပ်နိုင်သွားလိမ့်မယ်ဂျူလီယန်ပြောနေတာတွေဟာကျွန်တော်ဘဝမှာလိုအပ်နေတဲ့အရာတွေဖြစ်ပါတယ်သူ့ရဲ့စကားတွေဟာကျွန်တော်ရဲ့နေပေါင်းများစွာပိတ်နေတဲ့အသိဉာဏ်ကိုဖွင့်ပေးနေသလိုပါပဲဒီဒီတရားတွေကိုရှင်နေတဲ့ကလေးတွေကိုလည်း ိရင်ကောင်းပါပဲလို့တွေးနေမိပါတယ်။ကျွန်တော်အတွက်ဒီဒီတရားတွေကအကျိုးရှိတယ်လို့သူတို့အတွက်လည်းအကျိုးရှိမှသိကြပါတယ်။ကျွန်တော်ကမိသားစုကိုအချိန်ပေးတတ်တဲ့ဖခင်ကောင်းတယောက်ဖြစ်ချင်ခဲ့ပေမဲ့အပူဒီမင်းကိစ္စတွေနောက်ပဲလိုက်နေမိခဲ့ပါတယ်။ဒါမိမိကိုယ်ကိုတင်းကျုံနိုင်စမ်းမရှိခြင်းရဲ့ပြရုပ်တစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ဂျူလီယန်စကားပြောနေတဲ့အချိန်ကျွန်တော်ခဏအတွေးနေချင်နေမိခဲ့ပါတယ်။ ျွန်တော်ကိုကျွန်တော်အသက်50ရွယ်လူတယောက်အဖြစ်ရော အသက်60ရွယ်လူတယောက်အဖြစ်ရောမြင်အောင်ကြည့်ပါတယ်အသက်50တုန်းကတွေ့နေကြလုံဖို့ကိုင်မဲ့တွေကြုံတွေ့နေကြပြဿနာတွေလုံနေကြအလုပ်တွေဟာအသက်60အထိမပြောင်းလဲပဲရှိနေတော့မှလားအဲ့ဒီလိုဖြစ်မှကျွန်တော်အယမ်းကြောက်ပါတယ်ကျွန်တော်ငယ်စဉ်ကလောကကြီးတဲ့အကျိုးပြုနိုင်တဲ့သူတယောက်ဖြစ်ချင်ခဲ့တာပါဒါပေမဲ့အခုချိန်ထိ ျွန်တော်ကလောကကြီးအတွက်အကျိုးပြုတဲ့သူမဖြစ်သေးပါဘူး။ဒါပေမဲ့ဒီနေ့ညမှာတော့ကျွန်တော်ဘဝကိုပြောင်းလဲပြစ်တော့မယ်လို့စိတ်ထဲကဆုံးဖြတ်ပြီးပါပြီ။လိုလမှုရဲ့အရာသာကိုပထမဆုံးစတင် ခံစားလိုက်ရတယ်လို့ပါပဲ။ဂျူလီယန်ကတော့ကျွန်တော်အတွေ့နဲ့ချက်နေတာကိုမရေမိပဲစကားဆက်ပြောပါတယ်။စိတ်ဆွမ်းအပုံမကောင်းမှုမလို့လို့ရတဲ့နီလန်းတစ်ခုကိုမင်းကငါပေးမယ်။နေတိုင်းမင်းအလုပ်ကိုသွားတဲ့အခါ မင်းရဲ့နှုတ်ကနေအခုငါပြောပြမယ်စကားလုံးတစ်ချို့ကိုထက်ခါထက်ခါပြောကြည့်ပါအပြင်မှာထုတ်ပြောလို့မရတဲ့အချိန်မှာစိတ်ထဲကနေပြောပါဒီစကားတွေကိုထက်ခါထက်ခါပြောခြင်းဟာလူတယောက်ရဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်စမ်းကိုတိုးတက်စေချောင်းသူတော်စင်ရာမင်္ဂပြောခဲ့ဘူးလေစကားလုံးတွေဟာအစွမ်းအားဖြစ်တယ်မျော်လင့်ချက်ရှိစေတဲ့စကားလုံးတွေကိုမင်းရဲ့စိတ်ထဲထည့်ရင်မင်းရဲ့မျော်လင့်ချက် ရှိလာနိုင်မယ်ကျင်နာတဲ့စကားလုံးတွေကိုမင်းရဲ့စိတ်ထဲထည့်ရင် မင်းရဲ့ဂျင်နာလာလိမ့်မယ်ရဲရင်တဲ့စကလုံးတွေကိုမင်းရဲ့စိတ်ထဲထည့်ရင်မင်းဟာရဲရင်လာလိမ့်မယ်စကလုံးတွေရဲ့ဆွမ်းအားက ကြီးမားတယ်ကောင်းပြီမလို့တော့ရင်နှုတ်ကနေထက်ကတက်ကပြောရမယ်စကလုံးတွေကဘာတွေလဲအခုငါပြောပြတော့မယ်ငါဟာလက်ရှိငါထက်အများကြီးပုံမွန်ဆွမ်းဆောင်နိုင်သူဖြစ်တယ်လောကကြီးမှာရှိသမျှအင်အားနဲ့ဆွမ်းအားတွေဟာ မရဲ့ခန္ဓာကိုယ်ထဲမှာကင်းအောင်နေတယ်ဆိုတဲ့စကားစုပဲဖြစ်တယ်။ဒီစကားစုရဲ့စွမ်းအားကိုအထင်မသိနဲ့ကြောင်းဒီစကားစုကိုထက်ခါထက်ခါယူချင်းကမင်းကိုအများကြီးပြောင်းလဲပေးလိမ့်မယ်။ဒီနည်းလမ်းကနေအမြင့်ဆုံးအကျိုးကျေးဇူးရချင်ရင်တော့စိတ်ငြိမ်တဲ့နေရာမှာလေ့ကျင့်တာပိုကောင်းတယ်။စိတ်ငြိမ်တဲ့နေရာတစ်ခုကိုရှားပြီးရင်မျက်လုံးကိုမိတ်ထားမင်းရဲ့စိတ်ကိုမပြန့်လွင့်စေနဲ့ခန္ဓာကိုယ်ကိုငြိမ်ငြိမ်ထား ။ပြီးတော့ခုနကငါပြောပြတဲ့စကားလုံးတွေကိုအတန်ထွက်ပြီးတော့ထက်ခါထက်ခါရုတ်ပါ။အဲ့ဒီအဲ့ဒီလိုရေရွတ်နေတဲ့အချိန်မှာမင်းကမင်းကိုပိုင်စည်းကမ်းနဲ့နေတတ်တဲ့သူကိုပိုင် ကိုကိုကိုထိန်းချုပ်နိုင်တဲ့သူအဖြစ်မြင်အောင်ပါ။အဲ့ဒီနေလန်အတိုင်းလုံးရင်မကြခင်အချိန်တွင်တည်တာတဲ့ပြောင်းလဲမှုကိုမင်းတွေ့မြင်ရလိမ့်မယ်။ဒီနေလန်ဟာသူတော်စီကြီးတွေရဲ့ဘိုးဘေးတွေလက်ထက်ထဲကတည်ရှိခဲ့တဲ့နေလန်ဖြစ်တယ်။ တကယ်လည်းအလုပ်ဖြစ်လို့ဒီနေ့လန်းကအခုတစ်ထိတည်ရှိနေသေးတာဖြစ်တယ်။ငါအမေပြောခဲ့တယ်လို့ပဲ။မင်းကိုယ်တိုင်လှုပ်ကြည့်ပြီးမှရလက်ကို ကြည့်ပြီးအလုပ်ဖြစ်မဖြစ်ဆုံးဖြတ်ပါ။မင်းစိတ်ဝင်စားမယ်ဆိုရင်စိတ်ဆန်းဖို့ကောင်းလောက်အောင်လှုပ်ပေးနိုင်တဲ့နောက်ထပ်နီလန်းနှမျိုးငါပြောပြနိုင်သေးတယ်။ဒါပေမဲ့အဲ့ဒီနီလန်းတွေကလည်းမင်းသားထဲမှာထူးဆန်းကောင်းထူးဆန်းနိုင်နေဆိုတာ ငါကြိုအတီးပေးပါရစေ မင်းပြောတာတွေကိုငါစိတ်ဝင်စားတယ်ဂျူလီယန်ဆက်တာပြောပါပထမချက်ကမင်းလည်းရောမှာ မကြိုက်တဲ့အရာတွေကိုစလုပ်ကြည့်ပါဥပမာမင်းကမနေ့ကအဲ့ရထပြီးတော့အဲ့ရခေါ်ရမှာကိုမကြိုက်ဘူးဆိုပါစို့ဒါဆိုရင်မင်းခုကစပြီးတော့အဲ့ရထတိုင်းအဲ့ရခေါ်ကြည့်ပါ မင်းရဲ့ယုံကနေပြီးမဲ့လမ်းလျှောက်သွားရတာမကြိုက်လို့ကားနဲ့ပဲသွားနေတယ်ဆိုပါစို့အခုကစပြီးလမ်းလျှောက်သွား လမ်းလျှောက်သွားကြည့်ပါမင်းရဲ့စိတ်စားကိုအသုံးပြုခြင်းအဖြစ်မင်းဟာလွယ်တာလှုပ်တဲ့လူတယောက်အဖြစ်ကနေလွတ်မြောက်လာလိမ့်မယ်လွယ်တာတဲ့လှုပ်တဲ့လှုပ်တိုက်တာကိုလုံနိုင်တဲ့လူတယောက်ဖြစ်လာလိမ့်မယ်စိတ်စားကောင်းမွန်အောင်လေ့ကျင့်မှုဆိုတာအရင်ဆုံးစိတ်စားကိုအသုံးပြုတာကနေစရလိမ့်မယ်များများအသုံးပြုလို့လေမင်းရဲ့စိတ်စားကအမြန်ဆုံးပုံမူတံမာလေးလေးပဲဒုတိယပြန်နီလန်းက ဆိုတော့ဒီရာမန်ကြိုက်နေတဲ့တဲ့နီလန်တစ်ခုဖြစ်တယ်။အဲ့ဒါကတော့တနေ့လုံးဝစီဘိတ်လေးကျင်တာပဲဖြစ်တယ်။သူ့ကိုတိုက်ရဲမေးတဲ့မေးခွန်းကိုတော့ဖြေပါလေ။ဒါပေမဲ့အဲ့ဒါကလည်းရင်သူတနေ့ကုန်စကားမပြောဘူး။ရှာကိုအချိန်တိုင်းတာတစ်ခုထိထိန်းချုပ်နိုင်ခြင်းဟာစိတ်စည်းကမ်းရှိမှုကိုတိုးတက်စေတယ်။မသိနိုင်မလဲဘူး။ဘယ်လိုဖြစ်လို့လဲ။ကြည်လို့ကွာ။ရှင်းအောင်ပြောရင်တနေ့ကုန်စကားမပြောဘဲနေတယ်ဆိုတာ မင်းရဲ့စိတ်ကိုအနိုင်ယူနေတာနဲ့အတူတူပဲဒီလိုကွာရှင်းအောင်ပြောရရင်တနေ့ကုန်စကားမပြောဘဲနေရဆိုတာမင်းရဲ့စိတ်ကိုအနိုင်ယူနေတာနဲ့အတူတူပဲစိတ်ကစကားပြောခြင်းနဲ့ဒါပေမဲ့မင်းကစိတ်ရဲ့အလိုကိုမလိုက်ဘူးမင်းစိတ်ကိုတနေ့ကုန်အနိုင်ယူဖို့ကြိုးစားနေတယ်စကားပြောခြင်းလာတိုင်းမင်းကအဲ့ဒီစိတ်ကိုချိုးနှိမ်ပစ်တယ်မင်းကိုယ်တိုင်မပိုင်ရင်မင်းရဲ့စိတ်ကလည်းအင်းအားမဲ့သွားလိမ့်မယ် စိတ်ကတခင်မဟုတ်ဘူးဆိုတာမင်းတွေ့ပြီလားစိတ်ဆိုတာသူ့ဘာသူအလုပ်လုပ်တာမဟုတ်ဘူးမင်းရဲ့အမိန်ကိုအမြဲစောင့်နေတယ်ပြီးတော့မှသူကလုပ်တယ်မင်းကသူ့ကိုထိန်းချုပ်နိုင်လေးလေးသူကပုံပြီးအစွမ်းထက်လေးလေးပဲဒါပေမဲ့အဲ့ဒီစိတ်ဆန်းအားကိုလူတော်တော်များများအသုံးမချရကြဘူးဘာကြောင့်လို့မင်းထင်လဲ လူများစုကသူတို့မှာစိတ်ဆန္ဒရှိတယ်လို့ကိုမထင်ကြတာသူတို့ကသူတို့ဘဝရဲ့ပြဿနာတော်တော်များများအတွေ့အခြားသူတွေကိုပဲအပြစ်တင်လို့ရှိတယ်ဥပမာဒေါသထွက်လဲတဲ့သူဆိုပါစို့ဒေါသထိမှုသူ့ကိုပြောရင်မရဘူးငါဒေါသထွက်လဲတယ်ငါအဖေလေးအဲ့ကြီးလိုပဲဆိုပြီးစင်ကြီးပေးလိုက်မယ်ဒေါသနဲ့အောင် သူကိုယ်တိုင် လုံနိုင်မှမသိဘူးအစိုးရရင်လုံတဲ့သူတွေကိုမင်းရင်လဲ အဲ့ဒါငါအပြစ်မဟုတ်ဘူးဘာဘာလို့လို့ရမှာလဲလို့စင်ကြီးပြေးလိုက်မယ်အေးကြီးတဲ့သူတွေကိုမင်းရင်လဲမတတ်နိုင်ဘူးလေငါရဲ့ခန္ဓာကိုယ်ကအိတ်ချိန်များမှရတာမဟုတ်ရင်ပြင်ပန်းနေရောလို့စင်ကြီးပြေးလိုက်မယ်အဲ့ဒီလိုလူတွေဟာသူတို့ရဲ့စိတ်ဆွမ်းအားကိုမသိကြတာလည်းဖြစ်နိုင်တယ်တချို့ကြတော့တိလိရဲ့နဲ့ကိုကိုကိုတာဝန်ယူမှုအားနည်းကြတာဖြစ်တယ်လူတယောက်ဟာအတိတ်ရဲ့ကြည်ကြုံအဖြစ်ကနေအမြဲယုံထွက်လို့ရတယ်လို့အကျဉ်းဆိုးကနေလဲယုံထွက်လို့ရတယ် အဲ့ဒီလိုအနေအထားတွေကရုံးထွက်ဖို့အတွက်ဆိုရင်ကိုယ်စိတ်ရဲ့အရှင်သခင်ဖြစ်လာဖို့လိုတယ်ကိုယ်စိတ်ရဲ့ဂျုံဖြစ်နေရင်တော့ရုံးထွက်နိုင်မှာမဟုတ်ဘူးစိတ်ကတော်တော်နည်းနည်းတာပဲနော်ဟုတ်တယ်ဂျုံအခုငါပြောပြခဲ့တဲ့အရာတွေကို လက်တွေ့ကြတဲ့အတွေ့အခေါ်ဖြစ်တယ်မိမအခုရှိနေတဲ့လက်ရှိစိတ်ဆွဲအားကိုသုံးစားလောက်မြင့်တင်နိုင်ရင်မိမဘာတွေလုပ်နိုင်မလဲစိတ်ထဲတွေးကြည့်ပါ မင်းအမြဲတမ်းစဉ်းစားနေတဲ့လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့စိတ်ကူးတွေဟာတကယ်ဖြစ်လာနိုင်တယ်။မင်းချင်းကိုပို့ပြီးအကျိုးရှိရှိတုံးလာနိုင်လိမ့်မယ်။မင်းရဲ့စိုးရင်ကြောင်းကြတတ်တဲ့စိတ်ကိုလည်းဖြောက်နိုင်လိမ့်မယ်။မိသားစုနဲ့ပုံမနှိစက်လာနိုင်မယ်။အင်းအဲ့ဒါတွေလို့ဖို့ငါလောက်ရမှာကစိတ်ဆွမ်းအားကိုစပြီးအတုံးချောက်ဖို့ပေါ့ဟုတ်လား။မန်နေဂျာမင်းရဲ့စိတ်ဆွမ်းအားကိုစပြီးအတုံးချောက်ဖို့လိုတယ်။ တက်တာတဲ့အလုပ်တွေကိုလုပ်နေမဲ့အစားမင်းလုံးသင့်တယ်လို့စိတ်ထဲမှာထင်နေတဲ့အရာကိုလုပ်ကြည့်ပါမင်းရဲ့ဂျင်ဆိုးတွေရဲ့ဆွဲအားကိုရုံးကန်ကြည့်ပါတပတ်လောက်ပဲစမ်းသပ်ကြည့်ပါထူးခြားမှုကိုတွေ့ရပါလိမ့်မယ်မင်းပြောခဲ့တယ်ငါလက်ရှိငါထက်အများကြီးပုံမွန်စွမ်းဆောင်နိုင်သူဖြစ်တယ်လောကကြီးမှာရှိသည်မယ့်အင်အားနဲ့ဆွဲအားတွေဟာကာယခန္ဓာကိုယ်ထဲမှာကိန်းနေတယ်ဆိုတဲ့ဇာတ်ကားကိုလည်းတက်ကတက်ကရုပ်ပြီးလေ့ကျင့်ရမှာမဟုတ်လား ဟုတ်တယ်ကျွန်းအဲ့ဒီစကားလုံးတွေလည်းနေ့စဉ်ရွတ်ပြီးတော့ငါပြောခဲ့တဲ့လေ့ကျင့်ခန်းတွေလည်းနေ့စဉ်လုပ်ပါမင်းဒီနေ့နဲ့အများကြီးပြောင်းလဲစရာမလိုပါဘူးဖြည်းဖြည်းချင်းစလို့ရပါတယ်မနေ့ကမှခါတိုင်းထနေကြတဲ့တနအိလာစောပြီးအိယာထပြအောင်ကြိုးစားပါပြီးရင်အဲ့ဒီကျင့်ကိုဆွဲနေအောင်လုပ်ကြည့်အဲ့ဒါလောက်လုံးနိုင်ရင်တော့မင်းကိုမင်းယုံကြည်မှုမြင့်တက်လာလိမ့်မယ်တည်တည်မောမောအောင်မြင်မှုတွေကကြည်ကြည်မမအောင်မြင်မှုတွေစီကိုရောက်စေတယ်ကြည်ကြည်မမအောင်မြင်ခြင်း တည်တည်မောမောတွေကစရတယ်။မနေ့ပိုင်းစောစောထားတဲ့အလေးချင်းကိုမင်းရရှိတိုင်းရင်အောင်မြင်ဖြစ်ဆုံးခြင်းရဲ့အရာတာကိုစတင်သိရှိလာလိမ့်မယ်။အလေးချင်းတွေကတစ်ခုပြီးတစ်ခုရအောင်လုပ်ရင်အရှင်ရလာလိမ့်မယ်။မင်းမင်းလျှော်စီးဘူးလားကျော်စီးဘူးလားဗော။ဂျင်းနေတဲ့ငါတစ်ခါတလေမင်းလျှော်စီးထွက်လိမ့်ရှိတယ်။မကြခဏတော့မစီးဖြစ်ပါဘူး။ဘာလို့လဲ။ ဟုတ်ပြီအခုငါပြောနေတာတွေဟာနင်းလျှောစီးနေရတဲ့အလားတန်တူတယ်နင်းလျှောစီးရင်တောင်ထိပ်ကနေဖြည်းဖြည်းချင်းစစရတယ်မဟုတ်လားနောက်တော့တမီးနဲ့အတွင်းတဖြည်းဖြည်းမြန်လာတယ်အဲ့ဒါဘာကြောင့်လို့ထင်လဲငါရဲ့အလေးချိန်ကြောင့်လားမဟုတ်ဘူးကျော်ပိုးမြန်လာတာမင်းရဲ့အရှင်ကြောင့်မအရှင်ကကိုဝိုင်းစည်းကမ်းနဲ့နေတတ်တဲ့ဘဝတစ်ခုတိဆောက်ရမှာလဲ အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်။မနေ့ကင်းစိုးစိုးထတာအိမ်ကနေအလုတ်ကိုလမ်းလျှောက်သွားတာဖြစ်တာလမ်းလျှောက်သွားဖြစ်တာအိမ်ကနေအလုတ်ကိုလမ်းလျှောက်သွားဖြစ်တာတီဗီအကြည့်များနေလို့ရက်သစ်မြည်ခြင်းတဲ့အချိန်မှာရက်တာစတာတွေဟာအသေးအဖွဲတွေဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအသေးအဖွဲတွေကိုလုံရင်းနဲ့အရှင်ရလာလိမ့်မယ်။အရှင်ရလာတဲ့အခါမင်းလုံးနိုင်မယ်လို့ ဘယ်တော့မှမတင်ခဲ့တဲ့အရာတွေကိုပါလုံနိုင်လာလိမ့်မယ်။မင်းမှရှိတယ်လို့ဘယ်တော့မှမတင်ခဲ့တဲ့အင်အားတွေရလာလိမ့်မယ်။သူတော်စင်ရမရဲ့ဘုံမြင်တွေကစူမိုနဗန်းသမားကြီးအောက်ပိုင်းမှာပတ်ထားတဲ့ဝါယာယိုးကမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့ကိုယ်ပိုင်စည်းကမ်းရှိခြင်းရဲ့ဆွမ်းအားကိုအမြဲတည်ပြီးနေလိမ့်မယ်။စည်းကမ်းအကြောင်းကိုဂျူလီယန်ရှင်းပြခဲ့တာကျွန်တော်အရင်သဘောကျပါတယ်။စည်းကမ်းဆိုတာ ပဝင်းရှင်ကချမှတ်ပေးထားတဲ့အရာပဲမဟုတ်ပါဘူးလူဆိုတာကိုယ်ပိုင်စီကန်းနဲ့လှုပ်တဲ့လေလို့ထင်တဲ့အရာတွေကိုလှုပ်ဖြစ်ဖို့အရေးကြီးပါတယ်ကိုယ့်ကိုယ်ထင်ကြုတ်ဖို့ကိုယ်ပိုင်စီကန်းရှိရပါမယ်စီကန်းအကြောင်းတွင်းရင်းနဲ့ကျွန်တော်တို့စကားပြောနေတဲ့အခန်းလေးကိုနေရာဝင်လာတာကိုသတိထားမိလိုက်ပါတယ် စကားပြောကောင်းနေတာမနေ့ကရောက်လာတာတောင်တတိမထားမိခဲ့ဘူးဒီနေ့ဟာကျွန်တော်တို့ထူးခြားတဲ့နေ့တစ်ခုဖြစ်မယ်လို့စိတ်ထဲကတွေးနေမိပါတယ်ကျွန်တော်ဘဝလက်ကျန်နေရတည်းရဲ့ပထမဆုံးနေ့လေးအတွက်ကျွန်တော်ဝမ်းသာနေမိပါတော့တယ်ကန်ဒဇနေချုပ်ပုံမြင်တဲ့ကတင်ဂေတာဝါယာကျူးကြည့်ရမယ်ကျင့်စဉ်ကတော့ စီကံရှိစွာနေထိုင်ခြင်းမှတ်တမ်းဖွယ်ရာများအနေနဲ့ကတော့ကိုယ်ပိုင်စီကံနဲ့နေတတ်တဲ့သူ ဖြစ်အောင်အသေးအမွှလေးကျင်ကန်းလေးတွေလုံရင်းနဲ့စတင်ရပါမယ်တက်တာတဲ့အလုပ်ထက်လုံတဲ့တဲ့အလုပ်ကိုလုပ်ဖို့လိုပါတယ်မိမိလိုချင်တဲ့ဘဝတစ်ခုတည်ဆောက်ဖို့စိတ်ဆွမ်းအားဟာရည်ကြည်ပါတယ်ပြီးခြင်းရန်ပြီးခြင်းကန်းတွေကတော့မိမိမျှော်မှန်းထားတဲ့ရည်မှန်းချက်ကို တကယ်ဖြစ်လာတဲ့ပုံကိုစိတ်ထဲမှာပုံမကြည့်ပါ။ဒါလက်ရှိငါတဲ့အများကြီးပုံမစွမ်းဆောင်နိုင်သူ ဖြစ်တယ်။လောကကြီးမှာရှိသမျှအင်အားနဲ့စွမ်းအားတွေဟာငါရဲ့ခန္ဓာကိုယ်ထဲမှာကိန်းအောင်နေတယ်ဆိုတဲ့စကားကိုတစ်ခါတစ်ခါရွတ်ဖတ်ပါ။လောကမှာမကြိုက်တဲ့အရာတွေကိုစလုပ်ကြည့်ပါ။ဝစီပိတ်လေးကျင့်ခြင်းဖြင့် စိတ်ကိုအနိုင်ရအောင်ကြိုးစားပါ။ ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ပြည်သက်တွေလဲမိမိရဲ့စိတ်ကိုအောင်းနိုင်စွာထိန်းချုပ်နိုင်ကြပြီးစီကံရှိတဲ့သူတွေဖြစ်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်